stock investing စလုပ်တော့မယ်ဆိုလို့ရှိရင်အာဘယ်လိုမျိုးစလုပ်တင်လဲပေါ့ဘယ်လိုကနေဘယ်လိုမျိုးစလုပ်လို့ရမလဲဆိုတာလေးတစ်ချက်ပြောသားပေးမယ်ပေါ့နော်အဲ့တော့ပထမအဆုံးတစ်ချက်အနေနဲ့ကတော့ stock investing လုပ်တာတကယ်ကိုကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ငွေကြေးဖောင်းပွားမှုတန်းကပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီနှစ်ပိုင်းအတွင်းကအရန်ကိုတိထားတယ်ပေါ့နော်ကဘာမှာဆိုလို့ရှိရင်လည်းဒီငွေကြေးဖောင်းပွားမှုတန်းအရန်ကြီးမတိတာပေမဲ့နှစ်ရှည်လာတဲ့အချိန်မှာအရန်တော်တော်လေးဟိုမှာတိတာလာတယ်ပေါ့နော်အဲ့တော့တော်တော်များများကဒီငွေကြေးဖောင်းပွားမှုတန်းရောနှစ်ရှည်မှာကိုယ့်ရဲ့ ငွေကြေးကိုပေါ့နော်ဘယ်လိုမျိုးအကောင်းဆုံး return ရအောင်လုပ်မလဲဆိုပြီးတော့ရှာတဲ့အချိန်မှာ stock investing က one of the top choice ပေါ့နော်အဲ့တော့ဒီ graph လေးမှာဆိုရင်ပြထားတယ်ပေါ့နော် stock မှာ invest လုပ်တာနဲ့ရွှေဝယ်ထားတာနဲ့ငွေဝယ်ထားတာနဲ့ဥမာ10နှစ်လောက် ကြာတဲ့အချိန်မှာဘယ်လောက်ကွာသွားလဲဆိုတော့တော်တော်လေးကိုကွာသွားတယ်ပေါ့နော်ဥမာလွန်ခဲ့တဲ့10နှစ်ကဒီ S&P 500ဆိုတဲ့အမေရိကရဲ့အကြီးဆုံးကုမ္ပဏီ900 stock ဒီ ETF ကိုဝယ်ထားတဲ့သူက 145%မြတ်နေတဲ့အချိန်မှာပေါ့နော်ရွှေရည်ဝဲထားတဲ့လူကမြတ်တော့မြတ်တယ်ဒါပေမဲ့ဆယ်နှစ်ကြာတဲ့အချိန်မှာသူ့ရဲ့အမျက်က 50%လောက်ပဲရှိရပါဘူး။အဲ့တော့သူ့ရဲ့ long term ပေါ့နော်အချိန်ကြာလေးလေးသူ့ရဲ့တန်ဖိုးကကွာလေးလေးပေါ့နော်။အဲ့ဒါနံပါတ်1အချက်ပေါ့။နံပါတ်2အချက်ကကြတော့ဥမာပြည်တွင်းမှာဆိုလို့ရှိရင်ပေါ့နော်တော်တော်များများကဥမာခြံဝဲထားမယ်။အာမြေဝဲထားမယ်ပေါ့နော်။တခြားဥမာဟိုတယ်ဝဲမယ်။အဲ့လိုမျိုးမျိုးနီးနဲ့ပေါ့နော်။ကိုယ့်ရဲ့ငွေသားကိုမပြောက်ပြန့်အောင်ကိုယ့်ရဲ့ငွေသားတန်ဖိုးကိုထိမ့်သိမ့်နိုင်အောင်လို့မျိုးအတွက်ပေါ့။ access ပုံစံတစ်မျိုးမျိုးပြောင်းထားတယ်ပေါ့။ဒါပေမဲ့ stop ကလည်းတကယ်ကိုမှရွေးချယ်ဖို့ကောင်းတဲ့ ကိုယ့်ရဲ့ portfolio ထဲမှာထည့်လို့ကောင်းတဲ့အရာတစ်ခုပေါ့နော်ပြီးတော့သူ့ရဲ့နောက်ထပ်တစ်ခုကောင်းတာကကျတော့ငွေဖြစ်လွယ်တယ်ပေါ့နော်ဥမာထားလိုက်ပါတော့ကိုကအခုအခုဆိုရင်ပေါ့နော်တည်တာတယ်ပေါ့ဥမာဒီနှစ်ပိုင်းတွင်းမှာပြည်ပအောင်ထွက်ဖို့အတွက်ကိုကိုယ့်ရဲ့အိမ်ပေါ့နော်3000 5000ရောင်းရမယ်ဆိုရင်ရကြတော့ဒီ real estate ကကျတော့ငွေဖြစ်လွယ်မှုอ่ะပေါ့เนาะစတောက်နဲ့ရှင်တဲ့အချိန်မှာတော်တော်လေးဟိုမှာဟိုကွာတယ်ပေါ့เนาะဥမာကိုဒီနေ့တိန်6000နဲ့အိမ်ရောင်းလိုက်မယ်3000နဲ့အိမ်ရောင်းလိုက်မယ်ဆိုလို့ရှိရင်အဲ ချက်ချင်းရောင်းထွက်ဖို့ကိုအချိန်တစ်ခုပေးပြီးတော့မှစောင့်ရတယ်ပေါ့နော်ကိုလိုအားမှကိုအားမှချက်ချင်းလိုချင်ပြီဆိုလို့ရှိရင်အကြာ real asset ရဲ့ငွေဖြစ်လွယ်မှုနဲ့ဒီ stock ရဲ့ငွေဖြစ်လွယ်မှုကမတူဘူးပေါ့ဒါပေမဲ့အာ okr ဆိုလို့ရှိရင် stock မှာ invest လုပ်လိုက်တာ ਨੇ ကောင်းသွားပြီလားပေါ့နော်အဲ့လိုလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ investment အတိုင်းမှာပေါ့နော် investment အတိုင်းမှာသူ့မှာသူနဲ့အတူတူပါလာတဲ့ risk ရရှိရပေါ့နော်ဒီမှာ stock က ဘာဖြစ်လဲဆိုလို့ရှိရင်ကတော့သူ့ရဲ့ပေါ့နော်အဲ risk ပေါ့ risk ပေါ့သူနဲ့ပါလာတဲ့ risk ကကျတော့ဘာဖြစ်လဲဆိုတော့ market က volatile ဖြစ်တယ်ပေါ့ဥမာဆိုဒီလွန်ခဲ့တဲ့10နှစ်ကနေပြီးတော့မှအခုဒီနေ့အထိပေါ့နော် block လုပ်ထားတဲ့ graph ကိုကြည့်မယ်ဆိုရင်ဒီမှာပေါ့ဒီကာလပေါ့ဒီကာလဆိုလို့ရှိရင်သူက market ကလုံးဝပြုတ်ကျသွားတဲ့အချိန်ဆိုတာရှိတယ်ဒါပေမဲ့ long term ကြည့်လို့ရှိရင်တော့ तू ကတက်လာတာပဲပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ तू ကတက်လိုက်ကျလိုက်တက်လိုက်ကျလိုက်ဥမာမနေ့အာ မနေ့ကတရားဖြစ်ရင်ဖြစ်မယ်ဒီနေ့60ဖြစ်ရင်ဖြစ်မယ်အဲ့တော့သူ့ဟာနဲ့သူကဟို market က volatile ဖြစ်နေရေပေါ့နော်ရေရှည်ဆိုလို့ရင်တော့တက်တယ်ဆိုမှအဲ့တော့ကိုကပေါ့နော် invest လုပ်တယ်ဒါပေမဲ့ emotion နဲ့ပါတယ်ဆိုလို့ရင်ဟာအာမနေ့ကမှတရားတန်ဖိုးကငါရဲ့3000တောင်က3000ရှိသေးတယ်ဒီနေ့ကျတော့3900ပဲရှိတော့တယ်ဆိုပြီးတော့မှကိုယ့်ရဲ့ investment account ကိုယ့်ရဲ့ stock တွေရဲ့ value တွေကိုနေ့တိုင်းလိုက်ကြည့်နေမယ်ဆိုလို့ရှင်တော့ အဆင်မပြေဘူးပေါ့နော်အဲ့လိုပြီးသွားလို့ရှိရင်အဲ့ဒီအချိန်မှာပေါ့ဥမာဒီလိုမျိုးကြီးဈေးပြုတ်ကျသွားလို့ထပ်ပြီးတော့ဈေးပြုတ်ကျမှာဆိုလို့ဆိုပြီးတော့မှကိုကရောင်းထုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကဟိုအရှုံးနယ်ပဲပေါ့နော်ကိုရဲ့ investment ကအရှုံးနယ်ပဲဒါပေမဲ့ကိုကအချိန်တစ်ခုစောင့်ပြီးတော့မှသူ့ဘာသာသူ long term ပြန်ပြီးတော့မှတက်လာတဲ့အချိန်ဒီမှာဆောင်လိုက်တယ်ဆိုလို့ရှိရင်တော့ကိုကဒီ investment နဲ့ပတ်သက်ပြီးတော့အမြတ်ရမယ်ပေါ့နော်အဲ့လိုမျိုးပြီးသွားလို့ရှိရင်နောက်တစ်ခုကကျ potential loss of capital ပေါ့နော်ဥမာ ဒါဆို stock တွေရအောင်အများကြီးပေါ့နော်အများကြီးဆိုတဲ့အချိန်မှာ stock တိုင်းကောင်းလားဆိုတော့မကောင်းဘူးပေါ့နော်ကိုက stock ကိုရွေးချယ်ကို invest လုပ်မဲ့ stock ကိုလည်းကိုကတည်တည်ချာချာရွေးချယ်မှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ဥမာအာမြားပြောတဲ့အတိုင်းပေါ့နော်ဒီ stock ကတော့မြတ်လိမ့်မယ်အာမနက်ဒီနေ့တရာရှိတယ်မနက်ပြန်ဆို300ဖြစ်မှာအဲ့လိုမျိုးပြောပြီးတော့မှာပေါ့နော်အဲ့လိုမျိုးအာတရားရောက်ကပြောတာပဲဖြစ်ဖြစ်ကိုကိုတိုင်းကအဲ့လိုမျိုးထင်တာပဲဖြစ်ဖြစ်ဆိုပြီးတော့မှဒီ risk ကိုပေါ့နော် calculate တက်မလုပ်ဘဲနဲ့သွားပြီးတော့မှ သေးကြရဲဆိုပြီးတော့မှပုံရောလိုက်မယ်ဆိုလို့ရှိရင်ဒီ stock 100 100တန်း300ဖြစ်မလာပဲねဒီ100တန်း10ဖြစ်သွားရလဲဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့ကိုကဒီ stock ပဲဖြစ်ဖြစ်ဘာဘယ် investment ပဲဖြစ်ဖြစ်ပေါ့နော်ကို invest လုပ်တော့မယ်ဆိုလို့ရှိရင်တိတိကျကျ research လုပ်ဖို့လိုတယ်ပေါ့ပထမအဆုံးလုပ်တဲ့တစ်ချက်ကတော့ကိုယ့်ရဲ့ investment strategy ပေါ့နော်ကိုယ့်ရဲ့ investment strategy ကိုရေးပါဥမာကိုက risk နဲ့ risk နဲ့ reward ကအမြဲတမ်းအချို့ကြရတယ်ပေါ့နော်ကိုက risk များများယူရင်ပြီးတော့မှ reward များများလိုချင်တာလားဥပမာ Tesla stock ကိုပေါ့နော်ဟိုးလွန်ခဲ့တဲ့အာသူလုံးဝကုမ္ပဏီတိတိလေးအချိန်မှာဝယ်ခဲ့မှဆိုလို့ရှိရင်ဈေးရှိမယ်ဒါပေမဲ့ Tesla လိုမအောင်မြင်မဲနဲ့ Tesla လိုကုမ္ပဏီမျိုးလိုကိုကထင်ခဲ့ပြီးတော့မှဝယ်ပြီးတော့မှအဲ့ကုမ္ပဏီက bankrupt ဖြစ်သွားတယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အာ ကိုယ့်ရဲ့ investment strategy ကဘာလဲကိုက risk များများလက်ခံနိုင်ပြီးတော့မှ reward များများလိုချင်တဲ့လူလားဒါမှမဟုတ်ကိုယ့်ရဲ့ capital ကိုမပြောင်းပြန်အောင် invest လုပ်ရင်းထဲမှာနှစ်ရှည်ကြာလာတဲ့အချိန်မှာမှဒီ investment ရဲ့ return ကိုမှအတိအပွင့်ကိုခံစားချင်တဲ့လူတာပေါ့နော်အဲ့တော့အာပထမအဆုံးအနေနဲ့ဒီ investment strategy ကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့ကဘာကျော် investment guru ပြောတာကတော့ 68ရာခိုင်နှုန်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့69တက်သွားမှ9ရာခိုင်နှုန်းတော့ invest လုပ်တဲ့လူတွေဟာတဲ့ individual stock တွေနဲ့ invest မလုပ်သင့်ဘူးတဲ့တကယ်ကို invest လုပ်မယ်ဒီ stock ကနေပြီးတော့မှ return တကယ်လို့ချင်းနေဆိုလို့ရှိရင်တဲ့ consider diversifying with ETF ပေါ့နော် ETF တွေကို invest လုပ်ပြီးတော့မှပုံမှန်လေး invest လုပ်သွားခြင်းရမှာတကယ်ကိုမှ တင်တော်တဲ့ investing strategy ပေါ့နော်အဲ့တော့အဒီမှာပေါ့နော် ETF ဆိုတာဘာလဲပေါ့ ETF ဆိုတာကတော့ဟိုပြောမယ်ဆိုတော့ exchange trader fund ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေမပြောတော့ဘူးနားလည်အောင်ပြောမယ်ဆိုလို့ရှင်ဥမာ America ရဲ့မှာ VOO ETF ဆိုလို့ရှင်သူက America ရဲ့ company 900ပေါ့နော်အကြီးဆုံး company 900အဲ့ company ထဲမှာ Microsoft လည်းပါတယ် Apple လည်းပါတယ် Alphabet တော့စကားပုံတစ်ခုရှိရပေါ့နော်ဟိုအကုန်လုံးလဲတီမှာပါဒီကြက်ဥတွေအကုန်လုံးချင်းထဲမှာ အာထဲမထားနဲ့ပေါ့ဟိုအဲ့လိုမျိုးလဲပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကကြတော့ तू ကဘာလဲဆိုလို့ရှင်ကကြတော့အာဥမာဟိုကုမ္ပဏီတစ်ခုတည်းကိုကုမ္ပဏီတစ်ခုတည်းကိုဥမာ Microsoft ကုမ္ပဏီတစ်ခုတည်းကိုဝယ်ထားတာတထောင်မိုးဝယ်တာထက်ဒီ VOO ဆိုတဲ့ ETF တထောင်မိုးဝယ်ထားတယ်ဆိုလို့ရှင်ကိုဝယ်ထားတဲ့တထောင်မိုးထဲမှာအမေရိကရဲ့ကုမ္ပဏီအကြီးဆုံးကုမ္ပဏီ900ရဲ့ stock တွေပါတယ်ပေါ့အဲ့တော့တကယ်ဟိုမှ ETF investing ကဟို recommend ပေးတယ်ပေါ့နော်တကယ် highly recommend ကဘာကျော် group invest investor ရေးကိုရန်ကဒီလိုနည်းနဲ့ပဲသွားတက်มาတယ်ဆိုပြီးတော့မှ recommend ပေးထားတဲ့ approach ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင် ETF invest လုပ်မယ်ပေါ့နော်အဲ့ဒါ တွေ့တဲ့ ETF invest လုပ်တင်လာပေါ့နော်မလုပ်အဲ့လိုမျိုးတော့လေအာအဲ့လိုလဲ recommend မပေးဘူးပေါ့နော်အဲ့တော့ပထမအဦးဆုံးကိုက invest လုပ်တော့မယ်ဆိုလို့ရှိရင်အကောင်းဆုံးနံပါတ်1အချက်ကတော့ကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့ capital ကိုမပြောက်ပြအောင်ပေါ့နော်အဲ့ဒါကိုစိတ်ထဲမှာထားထားမယ်မပြောက်ပြမယ်ဆိုပြီးတော့မှဒီငွေသားတိုင်းပဲထားမယ်ဆိုလို့ရှိရင်မပြောက်ပြဘူးလို့ယူဆလို့မရဘူးပေါ့နော်ငွေသားတိုင်းပဲထားတယ်ဆိုလို့ရှိရင်ကတော့တော်တော်လေးကိုမှ inflation ရဲ့ဓာတ်ကိုခံပြီးတော့မှကိုယ့်ရဲ့ငွေသားဟိုအငွေ့ပြန်သွားတာပေါ့နော်ကိုကတော့မမြင်ဘူးတထောင်ကတော့တထောင်ပဲကျန်တယ်ဒါပေမဲ့တကယ်တကယ်တော့ ဒီကပတန်ရဲ့ပါဝါကလုံးဝပါချစ်စင်းပါဝါကြာလာတယ်ပေါ့နော်မြန်မာပြည်မှာဆိုလည်းသိတာလွန်ခဲ့တဲ့3နှစ်က3000နဲ့ဝယ်နိုင်တဲ့အရာနဲ့အခုလက်ရှိ3000နဲ့ဝယ်နိုင်တဲ့အရာဆိုမတူဘူးပေါ့နော်အခြေအနေကြောင်းကြောင်းကြောင်းအာ inflation ကပိုပြီးရောမှအဲမြင်လာတယ်ပို့ပြီးတော့မှကြီးရယ်ဆိုပေမဲ့အခုဒီဘက်အနောက်နိုင်ငံတွေကိုယ်တိုင်မှာလည်းဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်လွန်ခဲ့တဲ့အဲနှစ်နှစ်သုံးနှစ်လောက်ကဝင်နိုင်တဲ့တထောင်ဘူးနဲ့တိတ်ပြီးတော့မှမတိတာပဲပဲပေါ့နော် ဟိုမြန်မာပြည်လောက်တော့မသိတာပဲမြန်ဒီဘက်တွေမှာလည်းတော်တော်လေးဟိုမှာအဲသိတာတယ်ပေါ့နော်အဲ့တော့ inflation ရနေရာတိုင်းမှာရှိတယ်ပေါ့အဲ့တော့ငွေသားကိုကင်ထားမဲ့စာတကယ်ဟိုမှာကိုယ့်ရဲ့ investment ကိုယ့်ရဲ့ capital ကိုအဲ return ရအောင်ဘယ်လိုပြန်လုပ်မလဲဆိုတော့နံပါတ်1ပေါ့နော်ပထမအဆုံးတစ်ချက်ကတော့အဲ research လုပ်မယ်ပေါ့နော်ဥမာကိုက okay invest လုပ်မယ်ဆိုလို့ရှိရင် best stock ကို invest လုပ်မယ် okay ETF နဲ့သွားမယ်အဲ့ဆိုဘယ် ETF ကကောင်းတာလဲပေါ့ဘယ် ETF ကဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်တော့အဲ့တော့ နံပါတ်1ပေါ့နော်နံပါတ်1ကဘာပေါ်မှာအများဆုံး invest လုပ်နေတဲ့ ETF ကတော့ S&P 500 ETF ပေါ့နော်သူကတော့အမေရိကရဲ့အကြီးဆုံးကုမ္ပဏီ900ပေါ့ပုံမှန်လေးလေးပြောရမယ်ဆိုတော့ဒီဒီကုမ္ပဏီ900သာဒီဒီ ETF သာဈေးတွေထိုးကြပြီးတော့မရှိတော့ဘူးဆိုတော့ US ရဲ့စီဝိုင်းရလည်းဒါကတ်ဆိုက်သွားပြီပေါ့နော်အဲ့လိုပုံအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး represent လုပ်တဲ့ ETF ပြီးွားလို့ရှိရင်နောက်တစ်ခုကကြတော့ဗာလောက်လဲဆိုလို့ရှိရင်အဲကိုယ့်ရဲ့ portfolio ပေါ့နော် diversify လုပ်တာဥမာအာဒီ ETF ကိုမှကိုက invest လုပ်နေရင်းနဲ့ပေါ့နော်။ဒီ ETF ကဘာဖြစ်လဲဆိုတော့ကိုက long term ပေါ့နော်။အကြာကြီးစောင့်ရတာဆိုတော့ကိုတဖြည်းဖြည်းနဲ့အလုံရင်းလုံရင်းနဲ့မှဒီ stock investment လုပ်ရင်းနဲ့မှ ETF တွေ invest လုပ်ရင်းနဲ့မှနားလည်လာပြီဆိုလို့ရှိရင်ဥမာအကိုကြားထားတဲ့အကိုတိတယ်ပေါ့နော်။တကယ်ဟိုမှလူတိများပြီးတော့မှယုံကြည်ရတဲ့ stock တွေပေါ့ဥမာ Microsoft တို့ Apple တို့ Google တို့အဲ့လိုတကယ် blue chip ပေါ့နော်။ဥမာ အာကိုကာကိုလာတို့အဲ့လိုမျိုးတပိတံပေးပြီးတော့မှဟိုမြဲတမ်းမှကိုအကုန်လုံးတည်တယ်ပေါ့နော်တကယ် blue chip stock လို့ခေါ်တာပေါ့အဲ့လို stock တွေကိုကိုက invest အာနည်းနည်းချင်းပေါ့နော်နည်းနည်းချင်းနည်းနည်းချင်းကိုကလုတ်သွားလို့ရတယ်အဲ့တော့ဒါမဲ့ best stock ပဲဖြစ်ဖြစ်ဘယ် ETF ပဲဖြစ်ဖြစ်ကိုက invest မလုပ်ခင်ပေါ့နော် research လုပ်ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုရဲ့ portfolio diversify ပေါ့နော်ဒါကတော့ recommend ပေါ့ less recommendation ပေါ့နော် okay အာဆိုလို့ရှင် stock investing ကကောင်းတယ်အဲ့ဆိုအကုန်လုံး stock မှာပဲထည့်တော့မလားဆိုတော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုတယောက်ချင်းစီတိုင်းမှာတယောက်ချင်းစီတိုင်းရဲ့ financial portfolio ကမတူဘူးပေါ့နော်ဥမာကိုကရုပ်တရက်ငွေသားတချို့လိုအပ်တယ်အဲ့လိုလိုအပ်တဲ့အချိန်မှာကိုရဲ့ကိုရဲ့ investment ပေါ့နော်ကိုရဲ့ capital ပေါ့နော်ကိုရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက stock ထဲမှာပဲရောက်နေရဲဆိုလို့ရှင်ကကြတော့လေ အကယ်၍ပေါ့နော်အဲ့ဒီအချိန်ပေါ့နော်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီအချိန်ကစတော့ကမားကက်က volatile ဖြစ်တဲ့ကြောင့်မို့ stock ကကျနေတဲ့အချိန်ဆိုလို့ရှိရင်ကျတော့ကိုကအဲ့ဒီအချိန်မှာကိုကမဖြစ်မနေရောင်းထုတ်လိုက်ရလိမ့်မယ်တော့မဖြစ်မနေရောင်းထုတ်လိုက်ရမယ်ဆိုလို့ရှိရင်ကျတော့ကိုကဒီဟာအတွက်ကိုပေါ့နော်အရှုံးနဲ့တွေ့သွားနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ diversify လုပ်ပါဥမာအာကိုရဲ့ financial plan နဲ့မှာ emergency plan အတွက်ထားမယ်ပြီးပါလို့ရှိရင်ဥမာ now နှစ်နှစ်သုံးနှစ်ပေါ့နော်အဲ့ဒီအချိန်မှာတနှစ်ကနေပြီးတော့သုံးနှစ်တွင်းလိုတဲ့ငွေဆိုလို့ရှိရင်ကျတော့ stock အထဲမှာ invest လုပ်ဖို့အတွက်ကိုမှအားမပေးဘူးပေါ့နော်။ဒါဆို investing ဆိုတာကဒါသူက long term အဲတွားနိုင်လေးပို့ပြီးတော့မှကို့အတွက်အမြတ်ရလေးပေါ့နော် benefit ရလေးဆိုတော့ဒီလိုမျိုးအ ਨੇ ဆုံးအ ਨੇ ဆုံးပေါ့နော်။ကိုကအ ਨੇ ဆုံးကိုမှဒီ3လေးနှစ်ကနေမှ10နှစ်လောက်ထိကိုမသုံးမဲ့ပေါ့နော်။ကိုသုံးနိုင်ကိုမသုံးလောက်ဘူးဆိုတော့ အငွေကြီးပေါ့နော်အဲ့ပမာဏတစ်ခုအဲလေတခါလေးထည့်လိုက်ဆရာလည်းမလို့ဥမာအခု ကျမတို့ဆိုဘလို့လုပ်လဲဆိုလို့ရှိရင်ကို့မှာလစဉ်ဝင်ငွေရှိနေတယ်ပေါ့အဲဒီလစဉ်ဝင်ငွေတွေကနေကွာတက်လက်အဲတပတ်ကိုမှာ90တက်နိုင်ဒေါ်လာ90တက်နိုင်ဒီဖြစ်စီ100တက်နိုင်စီဖြစ်စီအပုံမှန်လေးပေါ့နော်ဒီ S&P 500 ETF တွေကိုအဲ invest ပေါ့နော်တောက်လျှောက်လုပ်သွားတယ်ဒီတပတ်90ထည့်တယ်နောက်တပတ်100ရှိ100ထည့်တယ်အဲ့လိုနည်းနေပေါ့နော်ကွာ invest လဲလုပ်ဖြစ်တယ်ပြီးွားလို့ရှိရင်အစုမိတယ်ပေါ့နော်စုလဲစုမိတယ်ပြီးဒါပေမဲ့ကိုစုမိတဲ့ပုံစံကလည်းကိုရဲ့ capital ကို ဟိုဈေးမကြစီပဲနဲ့ပေါ့နော်ရေရှည်မှာ long term မှာဟို benefit ဖြစ်တဲ့ပုံစံမျိုးနဲ့ကိုကစုထားခဲ့နိုင်တယ်ပေါ့အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်ကြပါစေကျေးဇူးများကြီးတင်ပါတယ်